ကိုကင်းနီလာမကြိုးစားပါရရှင်ဒီနေ့ထမင်းစားမိန်စေတဲ့ဂွေသီးငပိကျက်ဆက်ဆက်လေးချက်ပြမှာဖြစ်ပါရရှင်ဂွေသီးငပိကျက်ချက်ရံအတွက်ကိုဂွေသီးအလုံးသေးသေးလေးတွေကိုဒီမှာသုံးမိထားတဲ့25လုံးပါရှင်ဂွေသီးလေးတွေကိုရေစေးသန့်စင်ပေးပြီးတော့စုံနဲ့ထည့်ပြီးတော့ထောင်းပေးမှာဖြစ်ပါတယ်ဒီနေရာမှာကိုကမထောင်းမဲနဲ့အစိတ်လေးတွေလုတ်ပြီးချက်မယ်ဆိုရင်လည်းရပါတယ်နော်ဂွေသီးလေးတွေထောင်းပြီးပြီဆိုတာနဲ့ဒါပဇွန်25ချက်သားကိုရေစေးသန့်စင်ပေးထားတဲ့ပဇွန်လေးကိုထည့်ပြီးတော့ထောင်းပေးမယ်ပဇွန်လေးထည့်ချက်တဲ့အခါ မှာဝေးကြီးရဲ့အချင်တန်လေးပါရော့ပြီးတော့ပို့ပြီးစားကောင်းစေပါရဲ့ရှင်။အဲပစုံထောင်းထားတဲ့ထဲကိုမြင်ငပိလေးနဲ့ငယ်ထည့်ပါရဲ့နော်။ ထက်ဆက်ဆက်လေးစားခြင်းနဲ့တွဲငိုသီးစိမ့်လေးများများကိုထည့်ပြီးတော့ထောင်းပေးပါရယ်။ဘုဆိုရင်တော့ပဇွန်ထောင်းနာတာလေးလည်းရပါပြီเนาะ။ဒါဆိုရင်တော့စပြီးတော့ချက်ပါမယ်။စီယိုးလေးတဲပါမယ်။စီဆူလာပြီးဆိုတာနဲ့အသွန်ဖြူကြီးထောင်းနာတာလေးထည့်ပြီးတော့စစ်သက်ပေးပါမယ်။အယောင်လေးလှရင်အတွက်ကိုစနင်းမုတ်လေးအနေငယ်ထည့်ပါရယ်။အယောင်တင်မုတ်လေးတစွန်းထည့်ပါရယ်ရှင်။စီသက်တဲ့အထဲကိုခွဲချမ်းထမင်းစားစွန်းနဲ့တစွန်းထည့်ပါရယ်နော်။အဲခွဲချမ်းလေးထည့်ပြီးပြီဆိုရင်ပဇွန်ကြောက်လေးအနည်းငယ်ထည့်ပြီးတော့စီသက်ပေးပါရယ်။ ပြီးရင်အားလုံးကိုတမသွားအောင်လို့မှုပေးမယ်နော်အစောနာထောင်းထားတဲ့ပစွန်လေးထည့်ပြီးတော့ချက်ပေးမှဖြစ်ပါတယ်စီလေးအနေငယ်နဲနေတဲ့အတွက်ကြောင့်စီလေးထပ်ထည့်ပေးလိုက်ပါတယ်အဲ့ဝေးသီးလေးထည့်ပြီးပြီဆိုတာနဲ့အထက်အောက်လေးတစ်ချက်မှွေပေးမယ်ပြီးရင်ရေလေးအနေငယ်ထည့်ပေးပါမယ်နော်ဝေးသီးလေးတွေကြက်သွားအောင်လို့ပါရှင်အခုချက်ပြတဲ့ဝေးသီးငပိကြက်လေးရဆိုရင်အရန်ကိုထမင်းစားကောင်းစေတဲ့ဟင်းလေးတစ်ခွက်ပါနော် ရတာအတွက်ကတော့ငားငပြာရည်လေးထက်ထဲတဲ့စားလေးအနည်းငယ်ထဲတဲ့ချက်သားမုတ်လေးထည့်ပါရရှင်။ပြီးတာနဲ့သူ့ကိုဖုံးလေးအုပ်ပြီးတော့ခဏလေးချက်ပေးမယ်နော်။စီပြန်လာတဲ့အထိချက်ပေးပါမယ်။ခုလိုစီလေးပြန်လာပြီဆိုရင်ရတာလေးတစ်ချက်မြည်ကြည့်မယ်။ရတာကလည်းအနေတော်ပြီဆိုတော့သူ့ကိုစီပြန်တဲ့အထိအခုလို66လေးဖြစ်အောင်လို့တည်ပေးပါမယ်။ ကဲဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ရပါပြီเนาะအနံ့လေးကလည်းတအားကိုမှုေးပါတယ်ရှင်အခုဆိုရင်တော့အရန်ကိုစားကောင်းပြီးရတာရှိတယ်ဂွေးသီးနှစ်ပိကျဆက်ဆက်လေးရပါပြီရှင်